အယောဒီမှာမမလေးမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါရှင်အာပထမဆုံးအနေနဲ့ပေါ့နော်ညီမလေးဒီလိုဇလန်းမျိုးကိုရိုက်တာညီမလေးရင်ထဲမှာပီတိဖြစ်ရလားဘလို့စိတ်ဘလို့ခံစားရလဲပေါ့နော်အဲ့ဒါလေးပြောပါဦးအဲပီတိဖြစ်ပါတယ်ဝမ်းပါပါတယ်အားရပါတယ်တင်နေပါရဲ့ခင်ဗျာတင်နေအားရမှုရှိတယ်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ရှိပါဩဒီဇလန်ပါညီမလေးနေဘလူးကာရီတာမျိုးရယ်ဘလူးရှူတောင်းနေရယ်ပေါ့ဦးသေအောင်ဆောင်ထားလို့ညီမလေး ဘလိုမျိုးပါဝင်တရုပ်ဆောင်ထားလဲဆိုရင်ဟိုလေလမိတ်လမိတ်ဆိုပြီးကလေးလေးကလန့်နေနေမှာလမိတ်ဖြစ်တရုပ်ဆောင်ထားတယ်哦နမေးကြီးလမေးကြီးအော်ဟိုင်းနေမှာလမေးကြီးနေရာတိုးဆောင်ထားတယ်ဟုတ်ကဲ့哦အခက်ခဲမှုတွေရရှိခဲ့လားခက်ခဲမှုကတော့ရှိရဲကိုဒါကလူတိုင်းတရုပ်မဆောင်နိုင်တဲ့ပုံစံလိုမျိုးပေါ့နော်ဒါက ကလေးတယောက်ကြောင်ထောက်ရမယ်နေရဆိုတာလीအရင်လွယ်ကူမနေဘူးကိုရအဲ့ဒါလက်ကလည်းမမဲတော့ကြောင်လीကတရာစီယူတုတ်ပြီးတော့မှမဲအောင်လုတ်ပြီးတော့မှလှုပ်ပြရဟောပိဆက်ယင်းနေမှုကြီးရပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့တော်မှုရှိတဲ့ဇလန်းပေါ့ဟုတ်ကဲ့ဒါတော်မှုရှိပါတယ်အာနေနေရက်ကပရိသတ်တွေကိုလည်းတွားရောက်ပြီးတော့ကြီးရှုပေးစေကြပါတယ်ဟောအခုယုံတင်ထားပြီပေါ့နော်ဟုတ်ကဲ့ယုံတင်ထားပါဟုတ်ကဲ့ဟုတ်ကဲ့ဟိုပေါ့ဟိုဒီပေါ့သေုပ်ဆောင်မှုနဲ့ပတ်သက်ပြီးတော့ပေါ့နော်ညီမလေးဒီနေ့အကယ်ဒမီကိုမှန့်ထားလာဒါလေးကိုပေါ့နော်တစ်ချက်တော့ကြိုးပြပါ ဒီနေ့အကယ်ဒမီကတော့မှန်းထားပါတယ်ဒီနေ့အကယ်ဒမီကတော့သိကျင်းသိပါကြမယ်လို့တော့ထင်ပါတယ်ဩတခြားစကားစကားမပြောဒီစကားတခြားရိုက်တာပေါ့နော်ဟုတ်ကဲ့ဘာပဲဖြစ်ဖြစ်တခမ်းမဲပါပါနှခမ်းမဲပါပါ နေစုံတခမ်းတော့မပါရင်တော့မအကယ်ဒမီရရချင်ရသွားနိုင်တာပဲကိုရဟောတခမ်းမှမပါဘဲနော်အကယ်ဒမီရရချင်ရဟုတ်ကဲ့ဟုတ်ကဲ့ဩဟုတ်ကဲ့ဟုတ်ကဲ့ဩနမိန်ညာသေးဆောင်လာညမာလေးနော်နမိန်အဖြစ်နေကယ်ဒမီရပါသေးစတောင်းပြပါလေပြည့်စနေပြပါသေးကိုကြီးအယောဒီမှာ ကဲ့ဒီနေ့မှာတော့ပေါ့နော်အဲဒီအကိုကိုအင်တာဗျူးသွားမှာပဲဖြစ်ပါတယ်ရှင်အဲပထမနေပါအကိုရဲ့ပထမဆုံးအနေနဲ့အကိုရဲ့ပေါ့နော်နာမည်လေးနဲ့ယာတူးလေးကိုပြောပြပါလားရှင်ဟုတ်ကဲ့ပါကျွန်တော်နာမည်ကတော့ဖိုခွားဖြစ်ပါတယ်ဗျအဲကျွန်တော်ယာတူးကတရောင်းကားပေါ့အော်ဟုတ်ကဲ့ဟုတ်ကဲ့ဒါနဲ့လေအကိုကတရောင်းကားလောက်တာကြာပြီလားရှင်အဲ တောင်းသားလို့သာကြာပြီလားဆိုတော့ကြာပြီပြကျွန်တော်ကမျိုးနယ်ယူနယ်တောင်းတာကျွန်တော်ကမျိုးနယ်ယူနယ်တောင်းစားလားသူများလို့ပေါ်ပင်မဟုတ်ဘူးအခုမှအခုမှထားပြီးတော့ပေါ်ပင်လုတ်ပြီးတောင်းတာမဟုတ်ဘူးကျွန်တောကငကိုကလေးอ่ะပေါ့เนาะအဲ့လိုမျိုးအရင်ချင်းရှိတဲ့တောင်းစားပေါ့ဩဟုတ်ကဲ့ဟုတ်ကဲ့အဲဒါနဲ့လေမောင်နှမမောင်နှမတွေရောရှိတာရှင်မောင်နှမတွေကရောဘာတွေလောက်စားကြလဲရှင် အဲမောင်နှမကြီးလည်းတထောင်စားပဲ။အော်မောင်နှမကြီးလည်းတထောင်စားပဲလား။အဲကျွန်တော်ကစီဝါရီကိုပေါ့နော်။သူများစီဝါရီထဲပေါ့နော်။သူများမျက်နှာကိုမကြည့်ချင်ဘူးလေ။ဟုတ်ကဲ့။မျက်နှာမကြည့်ရသူများလက်အောက်မှာလည်းလုံးမလုံးချင်တော့ကြတော့ကျွန်တော်ကိုယ်ပိုင်စီဝါရီထောင်ထားတယ်။ကျွန်တော်တောင်းစားတယ်။အဲကျွန်တော်ခွက်လေးတွေဝယ်ထားတယ်။အဲမောင်နှမကြီးကျွန်တော်တာသမီးကြီးဆိုရင်ကျွန်တော်ခွက်လေးပြီးပြီးတော့အတိုးချဲထားတာပေါ့။ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့။အဲကုံသိန်းတော့ကြီးကြီးရဲ့ဒီကုံသိန်းတော့ကတေးသွားတယ်မရှိဘူး။တဖိဖိနဲ့ကြီးလာတဲ့အချိန်မှာလူတွေကတော့ညီးကြတာပေါ့နော်။ကုံသိန်းလုံးကြီးကြီးလိုက်တာငါတို့လုပ်တဲ့အဆင်မပြေဘူး။ဒါမအောင်မြင်တဲ့သူဒီလိုပဲပြောကြတာလေ။ဟုတ်ကဲ့ဒါဆိုရင်တော့အကူကစီဝါရီကိုချိုး ထပ်ပြီးတော့မော်နော်လောက်သွားအောင်ပါပေါ့ဒီပေါ့နော်လုံးပါလုံးလုံးပါစီပွားရေးဒီရောင်းစားစီပွားရေးကိုအခုရက်ထပ်ပြီးတော့လောက်သွားအောင်မယ်ပေါ့နော်အာလုံးပါကျွန်တော်တောင်းစားအမလို့ဆိုကျွန်တော်တောင်းစားကျွန်တော်ဂုံယူရယ်လीကျွန်တော်တောင်းစားဆိုတော့ကျွန်တော်ကကိုရုပ်ကိုပြတယ်ကိုဟောသူကိုတကူတကအိမ်နာရောက်သွားပြီးတော့အမ်အမကြီးရယ်နည်းနည်းလေးပေးပေါင်ဘာညာပေါ့ကျွန်တော်ကတောင်းတာလीအတင်းရတော့ကျွန်တော်ကဟိုလိုင်းပေါ်တောင်းတာမှမဟုတ်ဘဲနဲ့ဒါကျွန်တော်ကသိခါရှိရပြောရမယ်ဒါတော့ဒါကျွန်တော်မရှိလို့မရှိဘူးအေးဟုတ်ဒီမှာ မင်္ဂလာပါရှင်သမီးကတော့မကြောဖြီးရောက်ပြီးတော့ချမ်းသာလာတယ်ပေါ့နော်တတော်ဆယ်လီတရုတ်ဆောင်ပူပူပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါညီမလေးတွေ့ရတာဝမ်းသာပါတယ်ဟုတ်ကဲ့အဲညီမလေးနေနေပေါ့နော်ဒီမကြောဖြီးမကြီးဖြော်ရောင်းနေတယ်ဘလို့ကြီးပွားချမ်းသာသွားတာလေဒါလေးကိုတစ်ချက်တော့ပြောပြပြရမလားဒါကဘလို့ကြီးပွားချမ်းသာသွားတာလဲဆိုလို့ရှိရင်ဒီမကြောဖြီးရောက်လာတာပေါ့နော်เอ่อအရင်နေပြီးတော့အမျက်များတဲ့အလောက်ပါရှင်အဓိကကတော့တော်တော်စော်ပြီးတော့ လူတွေတတိချားမရအောင်လုပ်လို့ရှိရင်ချမ်းသာဖို့အလားအလာအများကြီးရှိပါတယ်။နောက်တစ်ခုကဖင်လောက်တောင်လေ့ကျင့်ထားကြပါဩဟုတ်ကဲ့တစ်ချက်လောက်လုပ်ပြအောင်ဘယ်လိုလေးလုပ်ရတာလဲဒီလိုလေးပါဩအဲ့လိုလုပ်တဲ့ရင်ချမ်းသာပါချမ်းသာပါလေရှင်ဟုတ်ကဲ့ပါဩဒီမကြီးပြော်ရေရောင်းရင်းနဲ့ပေါ့နော်ဘာတွေများပိုင်ဆိုင်ထားပြီဆိုတော့မကြီးပြော်ရေရောင်းရင်းနဲ့ဘာတွေပိုင်ဆိုင်ထားပြီဆိုလို့ရှိရင်ဘာတွေပိုင်ဆိုင်ထားပြီလဲဆိုလို့ရှိရင်အဲဝိုင်းကငါးဝိုင်းတိုက်က သုံးထက်တိုက်ရယ်လေးထက်တိုက်ရယ်ဆိုပြီးတော့နှစ်နှစ်ခုရှိနှစ်တိုက်ရှိဟုတ်ကဲ့အဲနောက်တစ်ခုကကအစီး20ဟုတ်လေးရင်ကကိုအိမ်မှာပဲဆိုတော့ကိုကစီးဖို့ပဲနော်၅စီးတော့ရှိရယ်လေးရင်၅စီးပြီးရှင်အမျိုးတွေကိုလိုက်ဖို့ဖို့ကခီးတယ်လေးရင်လေးတိတိလေးရှိရယ်တစီးပေါ့နော်တစီးရှိရယ်ဩဟုတ်ကဲ့ဟုတ်တာဆိုင်မှုတွေအများကြီးရထားပြီပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ပါအခုအားပေးနေပြည်သက်တွေကိုဗာပြောချင်တယ်ဗျအခုအားပေးနေပြည်သက်တွေကိုပြောချင်တာကတော့ပေါ့နော် ဘာပဲရောင်းရောင်းစူးစမ်းကြပါအဓိကကတော့ဖိလောက်တောင်လေ့ကျင့်ထားကြပါအယိုးဒီမှာအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့တက်တစ္ဆာဆိုတော့ဖူဟာဖြစ်ပါလေခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့အော်အခုအနေနဲ့တချင်းကဘယ်နှပုတ်ထွက်ပြီးလဲမသိဘူးကိုအဲဘယ်နှပုတ်ထွက်ပြီးလဲဆိုတော့ကျွန်တော်ကဟိုတပုတ်ပဲဆိုပါသေးတယ်တော်တော်ပေါက်ပါတယ်ကျွန်တော်တက်တော့ပါမှာဖွင့်လိုက်ရင်ကျွန်တော်တချင်းနေဟုတ်ကဲ့ဟုတ်ကဲ့ဟိုလေအခုတချင်းနဲ့ပတ်သက်ပြီးတော့လူတွေလောင်ပြောင်နေကြတာကိုရောကိုဘယ်လိုမြင်လဲမသိဘူး အဲကျွန်တော်လောင်နေပြောင်နေလို့တော့မမြင်ဘူးဗျာဘာဖြစ်လို့လဲဆိုတော့ကို့ချစ်လို့အားပေးလို့ပဲလိုက်ဆော်တဲ့သူတွေများတယ်လीကုတတော်မှာဆိုကျွန်တော်လိုက်ဆော်တဲ့သူမနေဘူးကျွန်တော်အချင်းကျွန်တော်အတန်လေးကိုသဘောကျလို့ပေါ့ဒီလိုပဲကျွန်တော်ကတော့ထင်ပါယူဆပါဒါနဲ့လေအကိုကအခုစကားပြောနေတော့ကြတော့အတန်တမျိုးဖြစ်ပြီးတော့တချင်းဆိုတော့ကြတော့အတန်ညံ့နောင်ဖြစ်သွားတာကြတော့ဘာကြောင့်လဲမသိဘူးဩဩဒါကတော့ကျွန်တော်တို့ဂယုနာတန်ပေါအောင်ဆိုတာပေါ့နော်ဩဂယုနာတန်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဟိုဒီခေတ်ကလည်းပြောရမှာဆိုအတန်ကောင်းမှုမလို့ပဲနဲ့အဆူတော်ဖြစ်ဖို့ဆိုတာဟုတ် 不咱吸引下来的。哎呦我的妈！<laughs> <laughs> <laughs>